စီဖိုရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ ZD for you ကနေပြီးတော့ပြန်လည်ကြိုဆိုပါရီဒီကနေ့မှာလည်းပဲစိတ်ဒစလူသက်ကားတွေကိုမှကြိုင်းနေတက်ကြတဲ့ပရိသတ်တို့အတွက် series light ထွက်ရှိထားတဲ့ဇာကားကောင်းတစ်ခုနဲ့ထပ်မံပြီးတော့မိတ်ဆက်ပေးခြင်းပါရီဇာကားရဲ့နာမည်ကတော့ထုံးစံတိုင်း round 10မှာ round 10ရဲ့ series ဖြစ်တဲ့ Les Brazo ဖြစ်ပြီးတော့2014ခုနှစ်မှာရိုက်ကူးထုတ်လုပ်ခဲ့တာဖြစ်ပါရီဒီဇာကားရဲ့အပိုင်းတချို့ဟာဆိုလို့ရှိရင်အမေရိကန်လိုမျိုးပုံနှိပ်ဖော်ပြခွင့်လွတ်လပ်တဲ့နိုင်ငံမှာတော့မှပိတ်ခံထိထားပြီးတော့ဒီရိုက်ခတ်မှုတွေကြောင့်လည်းငွေကြေးအရအောင်မြင်သင့်သလောက်မအောင်မြင်ခဲ့တာလို့မြင်ပါရီ ဇကားအလိုရဆိုရင်တော့ကြီးတင်ကြီးထိုက်တဲ့ဇကားတွေမှာပါဝင်ပါ ರಿ အဲကြီးတင်ရဆိုပေမဲ့လေတချို့ဇဝင်ငင်းတွေရောကျွန်တော်အရှိကပြောခဲ့သလိုပဲမောင်းနေတမသားနဲ့အမိပြီးတော့အရွယ်မရောက်သေးတဲ့သူတွေကြီးရှုဖို့လုံးဝမသင့်တော်ဘူးဆိုတာတော့ကြိုတင်ပြီးတော့ကျွန်တော်သတိပေးပြပါစီအဲ့တော့ကျွန်တော်ရေ recap ကိုစတင်လိုက်ကြပါမယ်ကျွန်တော်ကထုံးစံတိုင်းပဲ series for you ကနေပြီးတော့ပုံမှန်တင်ဆက်ပေးနေတဲ့ရှိန်သူလိုပဲခေါ်ပါ ರಿ ဇလန်းရဲ့အစမှာတော့ဇုံတွဲတွဲကအဲ့ဒီအနောက်ဗာဂျီးနီးယားကတောအုပ်တစ်ခုထဲမှာစပိန်အနေနဲ့သွားနေကြပါတယ်။ကောင်မလီကသူမငယ်စဉ်တုန်းကတွေ့ခဲ့တဲ့စိန်စန်းလေးစီကိုကောင်လေးကိုခေါ်လာပြီးတော့အဲ့ဒီမှာတူတူရေချိုးကြဖို့လုပ်တာပါ။နောက်ပြီးတော့ဒီနေရာကလူသူကင်းမဲ့နေရာဖြစ်ပြီးတော့သူတို့စိတ်တိုင်းကြချစ်တင်းတော့ဖို့နေရာကောင်းလေးဖြစ်ပါတယ်။သူတို့စုံတွေကစမ်းရီအိုင်လေးထဲမှာရေဝင်စင်ရင်းနဲ့သမီးစားဘဝအပျော်ကျူးခဲ့ကြပါတယ်။အဲ့ဒီမြင်ကွင်းကိုလူသားစားမျိုးနွယ်စုဝင်တို့ကတိပင်ကွဲရာကနေပြီးတော့ချောင်းကြည့်နေတာကိုတော့သူတို့ကမသိခဲ့ကြပါဘူး။ သူတို့ဇုံတဲ့လုပ်ငန်းကိစ္စပြီးတဲ့အခါမှာတော့စပိန်နေနဲ့ခီးဆက်ကြပါရီလူသားသားတွေသူတွေကအဲ့ဇုံတဲ့နောက်ကိုချီယာခံလိုက်လာခဲ့ပြီးတော့စင်ကြီးရှောလေးတနည်းအားရောက်မှာတော့ကောင်လေးကရုတ်တရက်မြားနဲ့အပြစ်ခံလိုက်ရပြီးစပိန်ဘောကနေပြုတ်ကျသွားပါရီကောင်မလေးကအလင်းစလို့သူလဲကြနေရစီကိုရောက်လာခဲ့ပြီးအဲ့ဒီမှာတခုခုတော့မားနေပြီလို့သိလိုက်ကြပါရီသူတို့ကထွက်ပြေးရဖို့ကြံစီနေတုန်းမှာပဲလူသားကောင်ပြစ်လိုက်တဲ့မြားကြောင့်မလို့ကောင်လေးရဲ့လေပင်ကထုတ်ချင်းပေါက်ပြီးတော့တေးဆုံးသွားပါပြီကောင်မလေးကတော့အသက်ဘေးကနေပြီးတော့လွတ်လွတ်လွတ်ညာစပိန်ကိုအမြန်နေပြီးတော့ထွက်ပြေးဖို့ကြိုးစားရှာပါရီ ူသက်ကောင်ကများနဲ့ပြစ်ပင်မဲ့မှမှန်ပါဘူး။ဒါပေမဲ့လေအရှိမာကလူသက်သမားတွေထောင်ထားတဲ့တုတ်ပလိကျိုးထောင်ကြောက်ရှိနေပြီးတော့သူမရဲ့မျက်လုံးတွေပေါက်ထွက်ကုန်ပါလေ။လူသက်သမား၃ယောက်ကလေဘင်းကိုဗလိဝိုင်ယာရီနဲ့ရစ်ပြီးတော့သူမရဲ့လေဘင်းကိုဖျက်တောက်လိုက်ပါလေ။ဒီဘက်ကတစ်ဖက်မှာတော့ကားပေါ်မှာဒန်နီနဲ့သူ့ရဲ့ကောင်မလေးတိုနီတို့ဟာဂီးတစ်ခုစီကိုဥတီနေပါလေ။ကားပေါ်မှာတော့တငယ်ချင်းဖြစ်သူဗစ်လည်းပါလာပြီးနောက်မှလည်းပဲတခြားတငယ်ချင်း၃ယောက်ကကားစီးနဲ့ပါလာပါသေးတယ်။တို့ရီဒီခကြီးကိုထွက်လာရတဲ့ယူရဲ့ချက်ကတော့အမွေကိစ္စပဲဖြစ်ပါရီ။ဒန်နီရဲ့မိဘတွေနဲ့ဆိုင်နေတဲ့ဆွေမျိုးသားချင်းတွေက တောင်ကုန်းလေအကွယ်ကရွာလေးတွေမှာနေထိုင်ကြပြီးတော့ဒန်နီယာအဲ့ဒီမှာရှိတဲ့ဇွေမျိုးမွေကိုဆက်ခံမှုအတွက်တယောက်တည်းသောဇွေမျိုးရင်းချဖြစ်လို့နေပါလေဒီရွာလေးမှာအမွေဆိုင်လေမြင်နဲ့အစာအုပ်တွေမြောင်များစွာကျန်ရင့်နေပြီးတော့ဒါတွေကိုဒန်နီတူးတဲကသာဆက်ခံရမှာဖြစ်ပါရီနောက်ကားမှာလိုက်ပါလာတဲ့သူတွေကတော့ Rob, Brian, Jillian နဲ့ Charlie တို့ပဲဖြစ်ပါရီသူတို့ကားကနောက်ကလိုက်နေနဲ့ကားကပြတ်သွားလို့လိုက်မမီဖြစ်နေပါရီနောက်ထပ်ပြောက်ကွက်ကတော့ကြီးကျယ်တဲ့အစာအုပ်ကြီးတစ်ခုထဲမှာ Sally ဆိုတဲ့မျိုးသမီးဟာမကြခင်ရောက်လာမဲ့ဒန်နီကိုစောင့်နေပါရီ သူမနဲ့တူတူအင်ချမ်းမြေအကျိုးတော်ဆောင်ဂျက်ဆင်လည်းရှိနေပြီးတော့နှစ်ယောက်သားကမောင်နှမအရင်ချာဖြစ်ပြီးဒန်နီနဲ့ဆိုရင်တော့ဝမ်ကွဲမောင်နှမတွေတောဆက်ကြပါလိမ့်ဂျက်ဆင်နဲ့ဆယ်လီတို့ကမောင်နှမတွေဖြစ်ကြတော့လည်းပဲအိမ်နောက်ဘက်တွေဖြစ်ပြီးတော့သူတို့မျိုးရိုးစည်းကမ်းရာမောင်နှမချင်းပြန်ယူလာကအမွေဆက်ခံမဲ့မျိုးဆက်တည်းမွေးထုတ်ဖို့ပဲဖြစ်ပါလိမ့်တို့ပေမဲ့လေဂျက်ဆင်ကတော့ချိုရင်းချက်ရှိနေရမလို့ကလေးမရနိုင်တာကြောင့်ဝမ်ခွဲဖြစ်တဲ့ဒန်နီယာအမွေဆက်ခံမဲ့သူဖြစ်လာခဲ့တာပါ နောက်တစ်ချက်ကတော့ဆယ်လီရဲ့အကိုကြီးထဲမှာဂျက်ဆင်ကလွဲလို့ရှိရင်မူလာရုပ်သွင်ပုံစံဒီပြက်ပြီးတော့အမွေဆက်ခံမှုမထိုက်တန်ကြတဲ့သူတွေဖြစ်လို့ဒန်နီကိုမျှော်လင့်ကြခြင်းဖြစ်ပါတယ်။ဆယ်လီကတော့သူမကဒန်နီကိုစောင့်နေရတိတ်ပြီးတော့စိတ်မရှိတော့တဲ့အကြောင်းအခုပဲဒန်နီနဲ့နှစ်ပါးသွားပြီးတော့ကလေးမွေးလိုက်ခြင်းအကြောင်းပြောပါတယ်။မကြခင်မှာပဲဒန်နီတို့ဘွဲရောက်လာပြီးတော့သူတို့ရောက်လာကြတဲ့အစာအုပ်ရဲ့နာမည်ကတော့ Hot Spring Estate ပဲဖြစ်ပါတယ်။ဒီအစာအုပ်ကြီးကတော့ဒန်နီအမွေဆက်ခံရမှာရေကတခုပဲဖြစ်ပါတယ်။ရှီယောင်းဟိုတယ်တခုဖြစ်ပြီးတော့သူတို့ကိုလေဆယ်လီမောင်နှမလေးများကထွက်ပြီးတော့ကြိုးကြပါတယ်။ အစားအကအပြင်ဘက်မှာအိုဟောင်းနေရဆိုပေမဲ့အတွင်းပိုင်းမှာတော့တန်မိုးကြီးရဲ့ဇိမ်ခံပစ္စည်းတွေနဲ့မုံမှန်ထားတာမလို့ဒီဆောင်ကြီးကတောင်ကုန်းထက်အတွင်းကျကျနေရာမှာတရှိနေရပါသူတို့ညသာထားတဲ့ခန်းကိုရောက်တဲ့အခါမှာတော့ညသာကတယောက်တည်းအတွက်ပြင်ဆင်ထားပါရီဂျက်စင်ကအခုခီးကိုဒန်နီတယောက်တည်းလာမယ်ထင်လို့တယောက်စာသာပြင်ဆင်ထားကြောင်းအားလုံးအတွက်တော့ပြင်ပြီးမှဖြစ်ကြောင်းခေတ္တခဏနားနေကြဖို့တက်ပြောခဲ့ပါရီဂျက်စင်တို့ထွက်သွားတဲ့အခါမှာတော့ဒန်နီတို့အုပ်စုမှာသဘောထားချင်းမတိုက်ဆိုင်တာလေးတွေဖြစ်လာပါရီဘရိုင်ယန်ကအဲဒီနေရာကြီးကသူ့ရဲ့စိတ်ထဲမှာကြောက်စရာဖြစ်နေကြောင်းဒါကြောင့်မလို့ အမွေကိုလွယ်လွယ်ကူကူလက်မခံမိနဲ့စုံစမ်းသင့်တယ်လို့ဒန်နီကအကြံပေးပါတယ်။ဒါမှလည်းဒန်နီကဒီလိုအခွင့်အရေးမျိုးဆိုတာကဘဝမှာရဖို့မလွယ်ကြောင်း၊သူဟာလူချမ်းသာတယောက်ဖြစ်နေထိုင်မှုစိတ်ကူးရင်ခဲ့သူဖြစ်ပြီးတော့အခုဆက်ခံနေရသူတွေကလည်း"သူနဲ့ဆွေမျိုးရင်းချာတယ်မလို့စိတ်မပူဘူး"လို့ပြောပါတယ်။ပြီးတော့ဒီစာအုပ်ကြီးမှာလည်းနောက်ခံသမိုင်းကြောင်းတွေလည်းရှိနေပြီးတော့အဲဒါအတူလည်းစိတ်လုံရှားစီလို့လည်းပြောပါသေးတယ်။ဒိုနီနဲ့ဗစ်ကလည်းဒန်နီရဲ့ပြောကိုသဘောတူခဲ့ပြီးတော့ဘလို့ပဲဖြစ်ဖြစ်ရဲ့အနေငယ်လောက်အားလည်းခီထွက်လာတယ်လို့သဘောထားတယ်လို့လည်းပြောပါသေးတယ်။ ဒီဇာဝတီဟာအခုဆိုရင်တော့ရေပူစမ်းဟိုတယ်တစ်ခုပြည့်လဲပတ်နေပြီးတော့ဒီမှာတခြားဧည့်သည်လည်းရှိနေတယ်လို့ဆိုပါရီအမျိုးသမီးကြီးတစ်ယောက်ကလူတောင်းနဲ့ချိန်တွေးဖို့လှလှပပဝေစားပြီးတော့အခန်းထဲကနေထွက်လာပါရီသူကလမ်းလျှောက်လာချိန်မှာရုတ်တရက်ပစိန်တလက်နဲ့ပြစ်ပေါက်ခံလိုက်ရပါရီလူတောင်းသမားကဂျက်စင်ပဲဖြစ်ပါရီဒီအမျိုးသမီးကြီးရဲ့နာမည်ကတော့ Agnes ဖြစ်ပြီးမနက်ခင်းကလေးကသူကဂျက်စင်ကိုမျိုးဆွဲကချင်းတွေးဖို့ခေါ်ခဲ့တာပါဂျက်စင်ကတော့သူ့ရဲ့အေဂျင်စီတွေကို Agnes တီးသွားမှာဆိုလို့လက်စဖျောက်ပလိုက်တာဖြစ်ပါရီ အဲအချိန်မှာပဲဒန်နီနဲ့သူ့ရဲ့တငယ်ချင်းတွေကတောင်ကုန်းပေါ်ကစိတ်ဆန်းနေစီကိုအပန်းဖြေရောက်နေပါ ರೀ တိုနီနဲ့ဒန်နီတို့ကချစ်ကျင်နာနေကြပြီအဲ့ဒါအောင်မြင်တော့ဆယ်လီကလည်းတဝင်းတို့စိတ်တွေဖြစ်နေပါ ರೀ အဲဒီနောက်သူတို့တွေကိုဂျက်ဆင်ကအခန်းလေးထဲမှာနေရာချပေးပြီးတော့ညနေမောင်စပြိုးချိန်မှာသူဟာတောတွေကိုသွားပါ ರೀ အဲ့ဒီမှာလူသားစားတဲ့ညီကိုရင်းနေနဲ့တွေ့ဆုံပါ ರೀ သူတို့ဟာတရက်တစီလိုပုံမှန်နေဖြစ်နေကြပြီးတော့ဂျက်ဆင်ကသူ့ရဲ့လှူရှားမှုတွေကိုရဲတင်းလုံးလုံးစူပူခဲ့တယ်လို့လက်ရှိမှာတော့ဒန်နီနဲ့အပေါင်းအမတွေကိုလက်ဖျားနဲ့မထိဖို့သတိပေးပါ ರೀ မကြခင်မှာတော့သူတို့တွေလူသားစားပွဲကျင်းပကြမယ်လို့အာမခံဖြောင်းပြပေးပြီးတော့ပြန်လွှတ်လိုက်ပါတယ်။နောက်တည့်ရက်မနက်မှာတော့ဂျီလီယန်နဲ့ဘရိုင်ယန်တို့ကအနီးနားကစတိုးဆိုင်စီကိုဈေးဝယ်သွားကြပါတယ်။အဲဒီစတိုးဆိုင်ကကြောညာပုံမှာတော့လူပေါင်းများစွာပျောက်ဆုံးနေကြောင်းဝရန်စာတွေကတ်ထားတာကိုတွေ့ရပြီးတော့ရဲတယောက်ကလည်းသူတို့နားကိုချင်းကပ်ပြီးတော့နောက်ထပ်လူပြောက်ပိုစတာတစ်ခုကိုလာခဲ့ပါတယ်။အဲဒါကတော့တနေ့အားမှအသက်ခံလိုက်ရတဲ့ Agnes ဆိုတဲ့အမျိုးသမီးဖြစ်ပြီးတော့ဘရိုင်ယန်တို့ကလည်းသိကျင်လို့ရဲသားကြီးကိုမေးကြည့်ပါတယ်။ရဲသားကြီးကလည်းဂျင်ညာစာရွက်တချို့ကိုလက်ကမ်းပေးလိုက်ပြီး ပျောက်ဆုံးသူကိုတယောက်ကရှာတွေ့လိမ့်မလားမျှော်လင့်နေတဲ့ပုံပါပဲ။သူတို့ပြန်ရောက်ချိန်မှာတော့ဒန်နီကသူတို့မိသားစုမျိုးရိုးဓာတ်ပုံတွေကိုလေ့လာနေပါတယ်။ဓာတ်ပုံတွေမှာပါတဲ့ဆွေမျိုးသားချင်းတွေကရုပ်ချင်းစင်တူကြပြီးဓာတ်ပုံတစ်ခုမှာတော့တချို့တွေကအိတ်ရှည်လိုဟာမျိုးကိုစောင်းပြီးတော့မျက်နှာကိုကွဲထားတာကိုသတိထားမိလိုက်ပါတယ်။သူတို့ရဲ့ဓာတ်ပုံအကြောင်းတွေကိုဆွေးနွေးနေတော့မှဂျက်ဆင်ရောက်လာပါတယ်။သူတို့ကိုလက်နက်တွေတင်ထားတဲ့အခန်းစီကိုခေါ်သွားခဲ့ပြီးတော့အဲ့ဒီတွင်မှာလက်နက်မျိုးစုံတင်ထားတာကိုတွေ့ရပါတယ်။ဒန်နီကတော့လေးနဲ့မြောက်ကိုစိတ်ဝင်စားနေပြီးဒီလေးနဲ့မြောက်ကသူတို့အဖိုးကိုင်ဆောင်ခဲ့တဲ့လက်နက်ဖြစ်ကြောင်း သူတို့ဘုရားအလွန်တော်တဲ့မုတ်ဆိုးတယောက်လို့လည်းပြောပါရီဒန်နီကအဲ့ဒီလေးနေများကိုသဘောကျနေလို့ဂျက်ဆင်ကတော်ပြစ်ထွက်ဖို့အတွက်ခေါ်လာခဲ့ပါရီသူတို့တော်လေးကိုရောက်လာလို့မကြခင်မှာပဲသမင်းတကောင်အမြင်လိုက်ရပြီးတော့ဒန်နီကမြားနဲ့လှမ်းပြစ်ပါရီသမင်းကထွက်ပြေးသွားလို့အနီးရောက်အောင်ကတ်ပြီးတော့မှပဲမြားကိုပြစ်လို့လိုက်ပါရီဒီတကောင်အမြားကသမင်းကိုမှန်သွားခဲ့ပါပြီဒက်ဆက်ထဲမှာပဲလက်သုံးချောင်းဆိုရဲလူသက်သမားကတော်လေးဝင်လာရေးတယောက်ကိုမြင်လို့မြားနဲ့ပြစ်လိုက်ပါရီအေးရရှိကမြားတန်ရာနဲ့ကုန်းပြီးတော့ထားနေချိန်မှာလက်သုံးချောင်းကမြားနဲ့ထပ်ပြစ်လိုက်လို့ ဦးအောင်နောက်စီကနေပြီးတော့မျက်နှာပြင်ပတိမြားကထုတ်ချင်းပေါက်သွားခဲ့ပါပြီ။ရစင်ကဒန်နီကိုအများတစ်ချောင်းကမ်းပေးလိုက်ပြီးတော့ဒမယုံကိစ္စတုံးပြဖို့မိန်ပေးလိုက်ပါရီ။ဒန်နီတို့ကတော့ဒါရက်ဆက်လုံးဝကြပြီမေ။ဂျက်စင်ကဒီရအမွေတွေကိုဆက်ခံမယ်ဆိုရင်ဒီမျိုးဆက်ရဲ့စီးမြင့်တွေကိုတသွေးမသိမ်းလိုက်နာဖို့လိုတယ်လို့သတိပေးလိုက်ပါရီ။ဒန်နီကဒမယုံရဲ့လေဝင်ကိုဒါတစ်ချောင်းနဲ့လီးချပစ်လိုက်ပြီးတော့မျက်နှာကိုသွေးရလာပြီးတော့စင်ပါရီ။သူ့ဖို့တော့ဒီကိစ္စကတက်ရှိတက်တော်ဝါတကောင်ကိုပထမဦးဆုံးရက်ဆက်ဆက်တက်ပစ်လိုက်ခြင်းပဲဖြစ်ပါရီ။အဲဒီချိန်ဗစ်ကဒန်နီကိုစိတ်ပူပြီးတော့တောတွေကိုလိုက်ရှာပါရီ။ အဲအချိန်မှာလူသားစားတဲ့သူတွေကတယောက်ပြစ်တဲ့လွှာသွားအောင်မြင်လိုက်ပါတယ်။လွှာသွားကတမင်အသေးကိုအစိမ်းတိုင်းစားနေပြီးတော့ဗစ်အတွက်တော့ကြောက်စရာမြင်ငွေးမလို့ဒီကနေထွက်ပြေးဖို့အတွက်ကြံစီပါတယ်။ပြင်းနေတဲ့ဗစ်ဟာဒန်နီနဲ့တိုက်မိပြီးတော့နှစ်ယောက်သားကအောက်ကိုလုံထွေးကြသွားခဲ့ပါတယ်။ဒန်နီကလူသားစားတဲ့သူတွေထောင်ထားတဲ့ထောင်ချောက်ကိုနေမိသွားပြီးတော့ဗစ်ကထောင်ချောက်ကိုဖြုတ်ဖို့အတွက်စူးစမ်းပါတယ်။ဒါမှမဟုတ်ဂျက်စင်ရောက်လာပြီးတော့သူတို့ကိုဟိုတယ်စီကိုပြန်ခေါ်သွားခဲ့ပါတယ်။ဟိုတယ်ကိုပြန်ရောက်တဲ့အခါမှာတော့ဆယ်လီကဒန်နီရဲ့ဒဏ်ရာကိုကုသပေးနေပါတယ်။သူမဘူကဒန်နီရဲ့ရင်သွေးကိုမွေးဖွားနိုင်ရေးကပရာနာဖြစ်ပြီးတော့ စကလုံးလေးအတွေးထီနဲ့ဖျားရောင်းကချစ်တင်းတော့ဖို့စီးယုံပါလိ။ဒန်နီကလည်းအသေးခန့်နှုတ်လူဖြစ်လို့ဒူမဘက်ကရင်းရိုင်နေတော့မှတိုနီကရောက်လာခဲ့ပြီးတော့ကောင်းကောင်းဖြတ်စီလိုက်ပါရီ။ဆယ်လီကလည်းအကြံမအောင်ပဲနေရာကနေထွက်သွားခဲ့ပါရီ။ဒူမထွက်သွားတော့တိုနီကစိတ်ပါနေတဲ့ဒန်နီကိုအသာစီးယုံပြီးတော့လိုရာစီကိုနှစ်ပါးသွားလိုက်ကြပါရီ။ဒါကိုဆယ်လီကအပြင်းနဲ့ချောင်းကြည့်နေပြီးတော့တိုနီကိုအလွန်မှမုန်းနေပါရီ။မနက်စာအစားချိန်မှာတော့ဒန်နီကသူ့ရဲ့ဟိုတယ်ကြီးကိုဘယ်လိုလုပ်ရမလဲဆိုပြီးတော့အကြံဉာဏ်ရယူနေပါရီ။ရောကတော့ online ကနေကြင်ညာဖို့အကြံပေးပြီးတော့ စ်ကခီးသွွားလမ်းကြောင်းစာအုပ်တုပ်ကိုရေးဖို့တအကြံပေးပါရီဒန်နီယာဒီဟော်ဒယ်ကြီးကနေပြီးတော့အမျက်ဆုံးနေမြင်မြရချင်နေရပါသူတို့ရေဆွေးနွေးနေကြရင်နေဒန်နီကဘရိုင်ယန်ကိုစီးပွားရေးအစီအစဉ်တွေရေးဆွဲဖို့အတွက်တာဝန်ပေးလိုက်ပါရီဒါမဲ့ဂျူလီယန်ကဒီအစီအစဉ်တွေကိုသဘောမကျဘဲနဲ့အခန်းထဲမှာပဲဘရိုင်ယန်နဲ့စကားများနေကြပါရီဂျူလီယန်က"သူမတော့မြို့ကိုပြန်တော့မယ်"လို့ပြောပါရီဘရိုင်ယန်က"သူဟာဒီကိုလာခဲ့တာတငယ်ချင်းထန်နီကိုကူညီပေးဖို့ဖြစ်ကြောင်းပြောပြီးတော့ဂျူလီယန်အိတ်ကိုပုတ်ချလိုက်ပါရီ အဲ့ဒီကနေပြီးတော့ရှီအောင်ရုပ်ထုလေးတခုထွက်လာပြီးတော့ဒါဟာတန်မိုးကြီးမှန်းသိလို့ဂျူလီယန်ကအိတ်ထဲကိုဖွက်ယူထားခဲ့တာပါတကယ်တော့ဒီဟော်ဒေကြီးထဲမှာကအလွန်အမတန်မိုးကြီးရဲ့လက်မှုပစ္စည်းတွေရှိနေပြီးတော့အဲ့ဒါကိုလည်းဘယ်သူမှသတိမထားမိကြအောင်ဒါတွေကိုမြို့မှာတည်ပြီးတော့ခိုးရောက်မယ်ဆိုရင်ပတ်စံတွေအများကြီးရမယ်လို့ဂျူလီယန်ကပြောပါရီဘရန်ကဒါကိုလည်းသိသွားတဲ့ခါမှာတော့ဆက်ပြီးတော့စကားမများတော့ဘင်းနဲ့တခြားလက်မှုပစ္စည်းတွေကဘယ်မှာလဲဆိုပြီးတော့မေးလိုက်ပါရီသူတို့ကအလွန်မြောင်များစွာသောရုပ်ထုတွေကိုတွေးလိုက်ရပြီးတော့အဲ့ဒီကနေပြီးတော့မြေအောက်ခန်းစီကိုရောက်လာခဲ့ပါရီ တို့ဟာကြောင်းလင်းလီကားတိုင်းမှာအောက်ကိုဆင်းလာခဲ့ပြီးအခန်းတီးဆောက်ပုံကလည်းဆန်းကျင်နေတယ်လို့အလယ်မှာတော့ထူးဆန်းတဲ့ကလထိုင်တစ်ခုရှိနေပါသေးတယ်။ဂျူလီယန်ကကလထိုင်ကိုလေးလာကြည့်တဲ့အခါမှာတော့ဒါကချစ်တင်နိုးဖို့အတွက်လှုပ်ထားတာဆိုပြီးတော့အပေါ်မှာတက်ထိုင်ကဘရိုင်ယန်စိတ်ကိုဆွဖို့ပို့စ်တွေပေးနေပါသေးတယ်။တို့ဟာအများကြီးကိုရှောက်တွေးမနေတော့ဘဲနဲ့ဂျူလီယန်ကသူ့ရဲ့အဝတ်တွေကိုစပြီးတော့ချွတ်ပါသေးတယ်။ဆယ်လီကဒါရီကိုအကုန်မြင်နေရပြီးတော့ရုတ်တရက်ပဲလက်သုံးချောင်းဆိုတဲ့လူသက်သမားကအနောက်ကနေပေါ်လာပြီးဂျူလီယန်ကိုတက်လိုက်တယ်လို့ဘရိုင်ယန်ကိုပါတက်ဖို့ကြိုးစားပါသေးတယ်။ ဂျယ်လီယာမတက်ဖို့တားလိုက်ပြီးတော့သူတို့တွေအချိန်တစ်ခုစောင့်ဖို့လိုတယ်လို့သတိပေးလိုက်ပါတယ်။လက်သုံးယောက်ကိုဂျူလီယန်ရဲ့အလောင်းကိုတဲသွားဖို့ပြောလိုက်ပြီးတော့သူမကတော့ဒဏ်ရာရထားတဲ့ Brian ကိုအိတ်ခိုင်းတွေကိုခေါ်သွားပြီးအမျက်ထုတ်လိုက်ပါတယ်။မကြခင် Jason ရောက်လာပြီးတော့သူမအနေနဲ့အားရင်ကိုချွေတာတင့်ကြောင်းဒါမှသာနောက်ပိုင်းကိစ္စတွေမှာမမောပန်းမှဖြေကြောင်းပြောပါတယ်။ဒါပေမဲ့ဆယ်လီကသူမအောင်ကြီးတီးခတ်နိုင်မှုမရှိတော့ဘူးလို့ပြောတဲ့ခါမှာတော့ Jason ကအရင်အလင်မလိုပါနဲ့ဟာဒီညမှာငါပွဲတစ်ခုစီစဉ်ပေးထားတယ်လို့ပြောပါတယ် ဲနောက်မှာဆယ်လီကဘရိုင်ယန်ကိုခေါင်းနဲ့ဖိပြီးတော့သတိလင်အောင်လုပ်လိုက်ပါရီအဲတခြားတစ်ဘက်မှာတော့တိုနီနဲ့တခြားလူတွေကဟိုတယ်အတွက်ပလန်တွေစွင့်နေကြပါရီဖစ်ကတော့ဒီဟိုတယ်ရဲ့လူစိတ်ဝင်စားစေမယ့်အကြောင်းအရာတွေနဲ့လူတွေကိုဆွဲဆောင်သင့်တယ်လို့ဆွေးနွေးပြီးတော့အဲ့ဒါဘာများဖြစ်မလဲဆိုပြီးတော့သူတယောက်တည်းထွက်ပြီးတော့ရှာပါရီဒူရှာနေရဲ့အတိုးတွေမှာမြောင်များလာစွာသောခီးဆောင်အိတ်တွေကိုရှာဖွေတွေ့ရှိခဲ့ပြီးတော်တော်များများကတော့လူပြောက်ကျင်ညာချင်းခံထားတဲ့လူတွေရဲ့ပစ္စည်းတွေဖြစ်နေတာကိုတွေ့လိုက်ရပါရီ အဲ့ဒီမှာ Agnes လဲပါနေပြီးတော့သူကလူပြောက်တဲ့ကိစ္စကိုပို့ပြီးတော့စိတ်ဝင်စားနေပါပြီ။အဲ့ဒီကိစ္စကို Sally, Jason တို့နဲ့ဆွေးနွေးတော့သူတို့ကမိသားစုအကြောင်းပဲလှီးလွှဲပြောနေကြပါပြီ။ညဘက်မှာတော့ Sally နဲ့ Jason တို့က Danny ကိုအစာအုပ်နောက်ကျောလမ်းအတိုင်းခေါ်သွားပါတယ်။ Vic က Danny အနေအကြမှာကိုစွန့်ရည်နေပြီးတော့နောက်ရောက်ခံလိုက်လာပါတယ်။သူတို့ကမကြခင်မှာပဲရွာငယ်လေးစီကိုရောက်လာပါတယ်။အဲ့ဒီမှာတော့မျက်နှာအသွင်ပြင်ပုံမှန်ပြက်နေတဲ့သူတွေကိုတစုတစည်းတည်းတွေ့ရမှာဖြစ်ပါတယ်။ Jason က Danny ကိုသူတို့မိသားစုမျိုးရိုးအကြောင်းပြန်ပြောနေရမှာ ဒီနေရာကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအရင်ဦးဆုံးမိသားစု၃ယောက်အရင်ရောက်လာခဲ့ကြောင်းအဲဒီတုန်းကတော့ပြည်တွင်းစစ်ဖြစ်နေတဲ့အချိန်မလို့ဒီနေရာကိုရှောင်တင်းမှုရောက်လာခဲ့တာပါတဲ့အဲနောက်တော့ဒီမှာပဲအခြေချနေထိုင်ပြီးတော့နောက်ဆုံးမှာတော့ဂျက်ဆင်တို့မိသားစုကဒီနေရာရဲ့ပိုင်ဆိုင်မှုတွေကိုရရှိခဲ့တာဖြစ်တယ်လို့ပြောပါတယ်။စကားပြောနေတဲ့ဂျက်ဆင်ကဒန်နီကိုအိမ်မှာလှုပ်ထားတဲ့ဝိုင်းဆိုပြီးတော့တခွက်ငှဲ့ပေးပါတယ်။အဲဒီဝိုင်းကိုတောက်လိုက်တာနဲ့အမွေးဆက်ခံမှုထိုက်တန်သူဖြစ်သွားပြီလို့လည်းပြောပါတယ်။ဒန်နီကလည်းဝိုင်းကွက်ကိုမောချလိုက်တဲ့အခါမှာတော့သွေးရတာဖြစ်နေလို့မအီမလေးဖြစ်သွားပါတယ်။ ရစင်ကဒီခါမှာတော့အေးဆေးရှင်းပြပါရီတို့တွေဟာလူသားစားရတဲ့တွေဖြစ်လို့ဒီနယ်မျိုးရောက်လာသူတွေကိုတတ်ပြီးတော့စားတော့ကြကြအောင်တို့တွေကအခုချိန်မှာတော့ဆွေမျိုးပြက်လူခမန်းဖြစ်နေလို့တို့မျိုးဆက်ကိုထိန်းသိမ်းဖို့လိုနေကြောင်းမောင်နှမအချင်းချင်းသာပြန်ပြေးစားရတဲ့ဓလေ့ဖြစ်တာမလို့သူနဲ့ဆယ်ရီလည်းပဲယူလိုက်ကြပြီးတော့မျိုးဆက်ပြန်မွားဖို့ကြိုးစားခဲ့ကြောင်းလက်ရှိမှာတော့ဂျက်စင်ကချိုးတဲ့နေလို့ဒန်နီကဆယ်လီကိုဝင်ရဖို့အတွက်တာဝန်ယူရမယ်လို့ပြောပါတယ်အဲဒန်နီကလည်းကြောင်းအန်းဖြစ်နေပါတယ်ဒါမဲ့သူ့ကိုဆယ်လီကနန်းလိုက်ပြီးတော့တို့ရဲ့လုပ်ငန်းကိုစားကြပါတယ် ဇေကောက်ဒီမြင်ကွင်းကိုတပိနေကြားတွေကချောင်းကြည့်နေပြီးတော့သူ့ကိုလွှာသွားဆိုတဲ့လူသက်သမားကမြင်သွားပါတယ်။ချက်ချင်းပဲသူ့ကိုဖမ်းဆီးလိုက်ပြီးတော့ရွာတွေကိုခေါ်သွားပါတယ်။ဇေဟာယုံရင်ကိုင်းတဲ့ဒန်နီနမေကိုအော်ခေါ်နေပြီးမယ်။ဒန်နီကလုံးဝမသိတယ်လို့ဖြစ်နေပါတယ်။ရစင်ကဒန်နီကိုမင်းကမူးနေပြီ။မင်းသူ့ကိုမသိဘူးဆိုပြီးတော့အမိန်ပေးတယ်လို့ပြောနေပြီးတော့နောက်ဆုံးမှာတငယ်ချင်းကိုတတ်ဖို့အတွက်ဒန်နီကသဘောတူလိုက်ပါတယ်။ဒန်နီကတော့သူ့ရဲ့လူသက်သက်ဖျက်သွားခဲ့ပါပြီ။အဲဒီနောက်လက်သုံးချောင်းကဓားနဲ့ဖစ်ကိုတတ်လိုက်ပါတယ်။သူ့လက်ဘင်းကစီးကြလာတဲ့သွေးကိုခွန့်နဲ့ခံပြီးတော့ဒန်နီကိုတိုက်ပါတယ်။ ဒန်နီကဘာမှမတွေးတော့ပင်နေသွေးကိုမြင်မြင်တောက်လိုက်ပါရီအဲဒီနောက်မှာတော့ဆယ်လီရဲ့အခန်းကဏ္ဍဖျက်သွားခဲ့ပြီးသူတို့ကလူရီရဲ့ရှိမှာပဲချေပွဲဆင်နွှဲကြပါရီနောက်ရမှာတော့ဒန်နီကအမှုမပြေသေးပါဘူးသူကဟိုတယ်ကိုပြန်အောင်လာခဲ့ပြီးတော့ငွေချင်းတွေကိုမသိလိုကြီးလုံနေပါရီအဲဒါကထူးဆန်းတဲ့အရာဖြစ်ပြီးတော့ဒန်နီကသတိလုံးလုံးဖြစ်နေပါရီသူ့စကလုံးလေးကနားချင်းစရာကောင်းပြီးတော့သူအခုအိတ်မယ်သူ့ကိုမနှောက်ရှားကြဖို့တက်ပြောပါရီချာလီကဒန်နီစီကအနမ်းသက်တွေကိုမသိငါဖြစ်ကြအောင်ပြောတာတရားသူတွေနဲ့အတူတူမိဖို့ကြောင့်ဘက်စီကိုသွားပါရီ မိဖို့ထဲမှာတော့ဂျက်ချင်းကချက်ပြုတ်နေပြီသူချက်နေတာကလူသားတွေဖြစ်နေရပါသူတို့အားလုံးကထိတ်လန့်ကြထွက်ပြေးလာခဲ့ရင်အခန်းတစ်ခုထဲမှာပုံနေလိုက်ပါလိအခန်းထဲကရေကြီးတရာထဲမှာဗေးရဲ့ခေါင်းပြက်ကြီးကိုမြင်လိုက်ချိန်မှာတော့သူတို့ရဲ့ဒီနေရာကနေထွက်ပြေးဖို့ကြိုးစားကြပါလိရဲအချိန်မှာပဲလွာသွားရောက်လာခဲ့ပြီးတော့သူတို့ကိုအပြက်ရှင်းဖို့ကြိုးစားပါလိဂျာလီကလွာသွားကိုရင်ဆိုင်လိုက်ပြီးတော့ကျန်တဲ့လူတွေကိုလည်းထွက်ပြေးလို့ရအောင်ကြံစည်ပါလိဒီမှာရင်လက်သုံးချောင်းရဲ့တပတ်ကန်းဆိုတဲ့လူသက်သမားရဲ့ညီကိုတွေပါရောက်လာပြီးတော့ချာလီကိုချုံနောက်လိုက်ပါလိသူတို့ကချာလီရဲ့ပါဇက်တဲကိုရေးပိုက်ထိုးသွင်းလိုက်ပါလိ ချာလီယာတက်ရှူကကြက်နေပေမဲ့ညီကို၃ယောက်စလုံးကဘိုက်ထဲကိုဆက်ပြီးတော့ရေးဘိုက်တွေထိုးသွင်းနေပါရီနောက်ဆုံးမှာတော့ရေးတွေဘိုက်ထဲမှာတင်းပြီးတော့ဒီတိုင်းပောက်ကွဲထွက်သွားတာကိုမြင်လိုက်ရပါရီတိုနီနဲ့ရောရိုကတော့ဒီကနေထွက်ပြေးဖို့ညင်းခုန်နေကြပြီတော့တိုနီကဒန်နီကိုတန်ရောစင်မပြတ်သူမလို့သူ့ကိုသွားရှာမယ်ဆိုပြီးတော့တနက်ကိုယူပါရီရောကသူမောက်ဓာတ်ဖို့စူးစမ်းပေမဲ့မရခဲ့ပါဘူးသူမဟာတနက်သေးကိုကြီးစံနေထိုးထည့်နေပြီးလူသက်သမားတွေကိုယင်ဆိုင်ဖို့ပြင်ပါရီရောကလည်းမနေတာတော့ဘဲနဲ့ဒန်နီကိုရှာဖို့ဆုံးဖြတ်လိုက်ပါရီဒါပေမဲ့သူကလက်သုံးချောင်းနဲ့ယင်ဆိုင်လိုက်ရလို့ပုံနေပါရီ ဒါမဲ့ထောင်ချောက်ကိုနေမိရကြောင်းမလို့သူဟာနာပြီးမဲ့အတန်မကြောင်းဗစက်ကိုပိတ်ထားရပါလိမ့်။အဲဒီထောင်ချောက်ကိုလူသက်သမားညီကိုတွေကအတန်ညုံးနဲ့ချီထားရမလို့သူ့ကိုဒီလိုတိုက်ဆွဲခေါ်သွားပါလိမ့်။ချက်ချင်းပဲသူ့ကိုတပ်ပစ်လိုက်ကြပါလိမ့်။ဒိုနီကတော့မြေအောင်ခန်းတွေကိုရောက်နေပြီးတော့ဆယ်လီနဲ့တွေ့ပါလိမ့်။ဆယ်လီကသူမနဲ့ဒန်နီတို့ဟာလေမြားရီဖြစ်နေပြီလို့ပြောတော့တိုနီကတနက်တီနဲ့ရိုက်ချလိုက်ပြီးတော့အချင်းချင်းလုံးထွေးတပ်ပုတ်လိုက်ပါလိမ့်။တိုနီရဲ့လက်ချက်ကြောင့်ဆယ်လီရဲ့မျက်နှာမှာရေနွေးပူလောင်သွားပြီးတိုနီကတနက်ကိုပြေးယူကဆယ်လီကိုနှစ်ချက်ဆင့်ပြီးတော့ပြစ်ချလိုက်ပါလိမ့်။ သုံးချိန်မြောက်ပြစ်ဖို့ပြင်နေတဲ့အချိန်မှာဒန်နီကရောက်လာပြီးတော့ဒါငါ့ရဲ့မိသားစုကမင်းဘာလို့ဒီလိုလုပ်တာလဲဆိုပြီးတော့အော်ဟစ်နေပါ ರೀ နောက်ပြီးတော့ငါအရင်လူမဟုတ်တော့ဘူးမင်းအသက်မခံရင်ဒီကနေထွက်ပြေးတော့ဆိုပြီးတော့ပြောပါသေးတယ်ဒိုနီကထွက်သွားဖို့ငြင်းဆန်လိုက်ပြီးတော့နင်ဒီကနေထွက်မသွားရင်ငါလည်းမသွားဘူးဆိုပြီးတော့ပြောပါတယ်သူတို့ကစကားများနေလို့မှဂျက်ဆင်ရောက်လာပြီးတော့တိုနီကိုဖမ်းချုပ်လိုက်ပါ ರೀ ဆယ်လေးကပြင်းထန်စွာဒဏ်ရာရထားတာကိုမြင်တော့ဂျက်ဆင်ကတိုနီကိုတတ်ဖို့ပြင်ဆင်ပါ ರೀ ါမဲ့ဒန်နီကအတိတ်ကဖြစ်ရတဲ့ချက်ကိုမှတ်မိသွားပြီးတော့ဆယ်လီကိုဈေးကူပေးဖို့ပြောကာသူကတိုနီကိုရှင်းလိုက်မယ်လို့ပြောပါရီအဲ့နောက်သူကတိုနီကိုဒီကနေထွက်ပြေးဖို့အတွက်ပြောပါရီတိုနီထွက်ပြေးတဲ့ခါမှာတော့ဂျက်ဆင်ကအနောက်ကနေလိုက်ပြီးတော့ခုံအုပ်လိုက်ပါရီဒါမဲ့တိုနီကသူ့စီကနေတော့ယူလိုက်နိုင်ပြီးတော့သူ့ရဲ့မျက်နှာကိုဓာတ်နဲ့ထိုးလိုက်ပါရီအဲ့ဒီခါမှာဒန်နီကလည်းအတိပြန်လွတ်သွားပြီးတော့တိုနီကိုတနက်နဲ့ချိန်ထားလိုက်ပါရီငါမိသားစုနဲ့ငါပြန်တွေ့ချိန်မှာမင်းကအရာရာကိုဖျက်ဆီးလိုက်တယ်လို့ပြောပါရီဒီမနောက်မှာလူသက်သမားညီကိုရေရောက်လာခဲ့ပြီးတော့တိုနီကိုဓာတ်ရိုက်နဲ့ဝိုင်းပြီးတော့ထိုးသက်လိုက်ပါရီ မကြာခင်မှာပဲဟိုတယ်ကြီးကအရှိန်ဟုန်ကောင်းစွာနဲ့ဖွင့်လှစ်လိုက်ပါရီဒန်နီကတော့ဟိုတယ်ပိုင်ရှင်အစ်ဖြစ်ပြီးတော့သူကအဲ့တဲ့တယောက်ကိုအစားအစာတွေစားကောင်းသလားမေးပါရီအဲ့တဲ့မျိုးသမီးကလည်းအရန်ကောင်းတယ်လို့ပြောပါရီဒန်နီကဟိုတယ်မီးဖို့ကြောင့်နဲ့ဝင်လာချိန်မှာတော့လူသက်သမားညီကိုတွေကအသားတွေကိုချိန်နေကြပါရီဘာသာလဲဆိုတာတွေကိုတော့မပြောလဲသိကြမှာပါဒီမာရီမဲဇကားကိုအဆုံးသက်လိုက်ပါရီခင်ဗျဟုတ်ကဲ့ပါအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးဝင်တင်ရှိပါရီခင်ဗျ နောက်ထပ်များမှလည်းပဲရုပ်ရှင်ဇာတ်ကားကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap အနေနဲ့တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD4U channel လေးကိုလည်းပဲ like and subscribe လေးလုပ်ပေးကြပါအောင်ခင်ဗျာအားပေးကြတဲ့ပရိသတ်များလည်းစိတ်အကျမ်းပါခြင်းနဲ့ကိုယ်ဥချမ်းသာခြင်းများပြည့်စုံတော်မူကြပါစေလို့ ZD4U ရဲ့ဝိုင်းတော်သားများကဆုမွန်ကောင်းများတောင်းပေးလိုက်ရပါတယ်ခင်ဗျာအဲဆုံးဒီကြိုပေးအတွက်လည်းအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါတယ်